အမင်းသမီးတယောက်တည်းနှိမ့်သက်တယ်ဆိုတာသိရမလားရှင်တို့တွေလေအဲ့လိုကျမအနှိမ့်သက်ခံပါကျွန်တော်ကောင်းတာပေါ့နော်အဲအရင်ပြီးခံပေးရပေါ့ဆောအရင်လိမ့်မာရအောင်ပြောပြအောင်မင်းတွေပါကုန်တော့မင်းမင်းတော့အရင်လိမ့်မာရလေပါဟုတ်ပါသူလိမ့်မာသူလိမ့်မာဒီနေ့ကတော့ဝယ်ပေးတာကတော့ဝုံမုံတစ်ဖက်ရဲ့အထုပ်ပတိပေါ့နော်အဲ့ဒါဆရာတာယာမင်းဝေရဲ့ရှာရှာပါပါလက်ရာလေး အဲ့ရ romance romance comedy လေးပေါ့နော်အဲ့လိုရှာရှာပပလက်ရလေးကိုနော်ဆရာဦးဆောင်မြင်ကဒီရိုက်ချင်တဲ့ mood လေးရှိတယ်ပေါ့နော်အဲ့ဒါနဲ့ဒီသက်လာလေးကို season ဖြစ်သွားတာပေါ့အဲ့ဒါလေးကလည်းဖြစ်ထားတာကလည်းအဲ့လိုနည်းနည်း cute ဖက်ကိုသွားတဲ့ပုံစံမျိုးလေးပေါ့နော်ရှင်မွေလာရဲ့ဖုန်ချိန်ခံရဲ့ဖုန်တီတီကျော်ရဲ့ပြီးကောင်းဖြစ်တာဒီလေးပွင့်ဖိုင်လေးဘယ်တဲ့ဖိုင်ပြီးသွားကြမှာပေါ့နော်ဒီသက်လန်းကိုကြည့်လို့ရှိရင် ပျော်ရမယ်စိတ်ချမ်းသာရမယ်အဲ့အဲ့ဒီ this မျိုးလေးပြေးမှာပေါ့နော်ဟုတ်ပြရတော့ဒီထက်မှာဟိုအာဆာရေးဆရာမဖြစ်ချင်းပြီးတော့ကြတော့နေကနေတက်လာပြီးတော့ကြတော့ချစ်ဖို့ကောင်းနေပုံတော့အရင်ပေါ်သွားပါလေကြောက်လို့မပြောရင်အဲ့လိုကောင်းပါလေဝုတ်မုံဆွဲကောင်းပါလေနေရနေပြီးတော့တင်းဆောင်ပါပါဒီမှာတခုသေးချတာဒီထဲမှာကျမဝတ်ထုလည်းမဟုတ်ဘူးဇက်ညွန်လည်းမဟုတ်ဘူးကျမမမပါကျမအနောက်ကနေစီစဉ်သူอืม အပေါ်မှာရလုတ်ပေးရုံပဲဟုတ်ကျိုးကင်သူကျိုးကင်သူကြီးပါအဲပြီးကွာဒီဘက်ကမှာပြီးကအရင်ကားတွေရိုက်တဲ့ထဲမှာသူက van ရိုက်တာများတယ်ဒီနေ့ထဲမှာကြောင့်သူ့ကိုနည်းနည်းကားလိုက်တာချိုးထားရလေးရှိတယ်အရှိမလဲသူရုပ်ရှင်၃ကားလောက်သူရိုက်ထားတယ်ပေါ့နော်ဒီ second row နေရာနေပြီး၃ကားလောက်သူရိုက်ထားအဲ့မှာလဲသူကခရိုင်းမြင့်နေကြဇက်ကောင်လို့မဟုတ်ပဲနဲ့ တမှုထူးခြားတဲ့စကောင်မျိုးလေးနဲ့ရိုက်ထားတယ်ပြီးတော့ဒီဝတ်မုံမှာကျတော့သူ့အတွက် challenge ဖြစ်တယ်သူ့ရဲ့ရုပ်ကအမာဘက်ကိုသွားတယ်အမာဘက်ကိုသွားပြီးမှသူ့ကိုကြည့်လိုက်လို့ရှိလို့ရှိရင်ဟို မင်းနဲ့စပောင်းဖြစ်တဲ့ပုံစံမျိုးဖြစ်တယ်။အဲ့ဒီခါကျတော့အဲ့ဟာကိုသူကချိုးချထားတဲ့ဒီဝုံမုံထဲမှာကြတော့လေလုံးဝသူ့ကိုတခါမှမမြင်ရသေးတဲ့ပုံစံမျိုးဒါပေမဲ့ပေးတက်တယ်သူ့အတိပီတာပေးတက်တယ်လည်းတခါမှမမြင်ရသေးတဲ့ပုံစံမျိုးအခုမှအတိမဲ့ပေးတက်တယ်ဆိုလည်းချစ်ဖို့ကောင်းတဲ့ပုံစံမျိုးလေးဖြစ်အောင်ပေါ့နော်။သူသူဒီထဲမှာတော့ပြောင်းလဲထားမှာပေါ့။သူ့ကို challenge ခေါ်ထားတာ။အော်အဲ့ဟာလေးဆံမစပြောကလေး။ဟဲ့ဆံမပြည့်ဒီဟာကြီးကိုပေါ့နော်ဘယ်လိုဘယ်လိုစူးစမ်းရမလဲပေါ့နော်ဟိုပြောမယ်ဆိုရင်တော့အတားဖြစ်တဲ့အတွက်တော့ဘင်းစက်ရုပ်မဆိုးကိုကလိုက်အောင်လုပ်ရမှာကိုတောင်းမှာ ဘူးเนาะအဲ့တော့တခါမှမလုပ်ဘူးရဲ့ character ကြီးဆိုတော့ဒီတော်တော်ကြီးကိုကြောက်တယ်ကွာအမှန်တမ်းပြောပြီးတော့ဆရာကြီးတာယာမင်းကိုရဲ့ဝတ်ထုဖြစ်တဲ့ခါကျပြေလုံးလိုက်တဲ့ခါကျတော့ဒီဝတ်မုံကဝတ်မုံမဖြစ်ဘူးဆိုရင်အအဆင်မပြေဘူးပေါ့เนาะအဲ့လိုဖြစ်တဲ့ခါကျတော့အများကြီးတော့စူးစမ်းပြီးတော့ပြင်ဆင်နေပါတယ်ဟုတ်အမ်ဘယ်လိုပြောရမလဲဇက်ပေါ်မှာလဲကြောက်တယ်ဟိုပါပေါ့နော်ရင်တထိတ်ထိတ်တထိတ်ထိတ်နဲ့အော်တကယ်လားပေါ့သူတို့ဒါဖြစ်ကြလားလို့ထင်နေမဲ့နောက်ဆုံးကျတော့အဲ့လိုပြောအဲ့လိုပြောရမလဲသိဘူး ကျမပဲပြောပြလိုက်ပါပြောပြလိုက်ပါသူကအခုဘက်ကလေအိမ်ထောင်ရေးဘက်လေပေါ့နော်အိမ်ထောင်ရေးကအခု trend ဖြစ်နေတာကြတော့အိမ်ထောင်ရေးအလောင်းကို trend ဖြစ်တယ်အဲ့ဒါကြောင့်တို့တို့ရဲ့တို့စိတ်ထဲမှာဘလို့ဖြစ်မလဲဆိုတော့လေကျမနားလေတယ်ဖတ်လိုက်တဲ့အခါကျတော့ဒါလောင်မလားလောင်မလားလို့ထင်တာမဟုတ်ဘူးဇက်ရဲ့အလက်အပြောင်းလေးတာ twist လေးနဲ့သွားတဲ့အချိန်ကျတော့တို့အော်အေးမလောင်ပါဘူးပဲကျမတို့က vice ကိုပေးတဲ့ vice ကိုမှသူကအခုအရန်မွန်းကြက်နေကြတယ်လူတွေအကုန်လုံးကမွန်းကြက်ပြီးမှထွက်ပေါက်မရှိအဲ့လိုတွေဖြစ်ကြတဲ့အခါကျတော့ပျော်စေချင်တာ မျိုးတွေကိုလေပျော်ပြီးစိတ်ချမ်းသာတဲ့ကျင်တဲ့ vice မျိုးပေးတော့အဲ့ဒီ vice မျိုးကိုတို့ကအလောင်ကားတွေခစ်သားနေတဲ့ကျင်မှာအဲ့ဒါကြီးကိုတွေ့ရတဲ့အခါကျတော့တို့နည်းနည်း shock ဖြစ်သွားတယ်ပေါ့နော်အဲ့အဲ့ဒါကိုတို့ကပြောချင်တာပြောချင်တာ CD တွေတို့က6လပိုင်းမှာ14 channel ကပြမှာဒီသတင်းထုတ်ပိတ်ရက်လေးနဲ့အကြိုက်ပေါ့နော်ဟာရရရှင်စေတိုက်ပြီးတော့ ော့လေဒီဘက်ကမုဖြစ်နေတာတော့ဒရိုက်တာသောမြင့်ဦးပေါ့နော်ဆရာသောမြင့်ဦးနှစ်ပေါင်းများစွာဒီဘက်ကိုရိုက်ချင်တဲ့မုဖြစ်ခဲ့တဲ့စိတ်လေးပေါ့နော်ဆရာကလည်းတကယ်ပြောလို့ရှိရင်အကယ်ဒမီလည်းနှစ်ခုရပြီလားနနာလိုင်းတို့ဘာလို့ဆိုလဲဆရာကားတွေနဲ့အကယ်ဒမီရခဲ့တာပေါ့နော်အဲကြောင့်ဆရာကလည်း CD ကိုသူမရိုက်ရသေးဘူးဒါသူပထမဆုံးရိုက်မဲ့ CD ဖြစ်ပထမဆုံးတော့မဟုတ်ဘူးပေါ့နော်တုံးကားမြောက်လာမသိဘူးရင်နာကိကင်ကြီးတို့ဘာလို့တော့ရိုက်ခဲ့တယ်ပေါ့နော်အဲတုံးကားမြောက်လာမသိဘူးဒါမဲ့သူဒီလိုဒီလိုသူ ဗီဒီယိုကားတွေထဲမှာအောင်မြင်ခဲ့တဲ့ဟိုဂျော်နာမျိုးပေါ့နော်အဲ့လိုမျိုးသူစီးတင်းပြီးရိုက်ရတယ်အဲ့တော့ဒါပထမဆုံးသူရိုက်မှာပေါ့နော်အဲ့ဒီဗီဒီယိုကားတွေထဲမှာသူဟိုအောင်မြင်ခဲ့တဲ့ဂျော်နာမျိုးကိုသူရိုက်မှာပေါ့နော်အဲ့ခါကျတော့ဆရာရုံုံကြည့်ကြည့်ပါပဲဆရာက ရိုက်ရင်ကောင်းမယ်လို့ကျွန်မကတော့ထင်ပြီးသားပါဟုတ်ဟုတ်ရှင်းပါလေဒါပြည့်တဲ့တည်းကတအားမုန်းခဲ့ရဟုတ်တယ်နော်ဟုတ်တယ်နော်ဒီဒီကားမှာတော့ပြည့်သက်တည်ချစ်ဖို့တော့အကောင်းဆုံးကြိုးစားတတ်ပါမယ်လို့အဲလောလောဆယ်တော့ပေါ့နော်အပြည့်ကနည်းနည်းလူကောင်ကြီးရောအဝတ်စားပိုင်းကိုလည်းပြည့်တိချပြည့်စင်နေရယ်လောဆယ်ကဇင်ငယ်လေးအမိလေးဖြစ်သွားတခါမမြင်ဘူးပြည့်လူပုံစံနဲ့ဘယ်သူမှဟုတ်ဒီလောကစဝင်ကြတဲ့အလိုအတိညက်တာအရန်ရှားရယ်ပေါ့နော်ဒါပေမဲ့လောလောဆယ်ကလို့ချစ်ဖို့ကောင်းလို့တိလေးညက်တာရယ်ဟုတ်တယ်အဲ့လိုဟိုစိတ် ဟိုဟာစိတ်မွေးရင်တောင်မှပဲအော်အဲ့လို ငါအဲ့လိုချစ်ဖို့ကောင်းတဲ့ကောင်းမလေးဖြစ်ရမယ်ဆိုစိတ်တယ်ပဲနေရတယ်။သူသူ့ကိုပြောထားတယ်စိတ်ကိုမွေးလို့ရှိရင် positive thinking ဘက်ကိုသွား positive thinking ဘက်ကိုသွားလိုက်တဲ့အခါကျတော့မျက်နှာမှာအကြည်တက်ရှိတယ်။အကြည်တက်ရှိတဲ့အခါကျတော့အဲ့အကြည်တက်နဲ့ပဲ तू ကသေယုတ်ဆောင်ရမှာ။ဒီသက်ကားမှာလည်း तू ကအကြည်တက်ရှိတဲ့ကောင်းမလေးဆိုတော့အဲ့လို inner ကိုပြင်လိုက်လို့ရှိရင်မျက်နှာမှာပြင်တယ်ပေါ့နော်။အဲ့လိုမျိုးလေးကတော့သူ့နည်းနည်းလမ်းညွှန်ပေးဖြစ်တယ်။အဲပြင်စင်တာတော့အများကြီးပြင်စင်ဖြစ်တယ်။ပြီးတော့ဘာလဲဆိုတော့ပြဘာသာရေးပို့လို့ဖြစ်တယ်။ဟိုအများအကောင်းမြင်ပေးဖို့ဆိုတာကကျတော့လေဟိုဘာသာရေးနဲ့လည်းတွဲမှာဆိုတော့ ါလေဖျားတရားပို့လို့ဖြစ်တယ်မြစ်တာတုတ်တွေပို့ရွေးဖြစ်တယ်အဲအဲ့ဒါအဲ့ဘက်တွေလည်းပြင်ဆင်နေရပေါ့နော်အခြားဒီ character နဲ့ပတ်သက်ပြီးတော့လေအဲ့လိုချစ်ဖို့ကောင်းတဲ့ကောင်မလေးတိုးဆောင်တဲ့အဲ့လိုကိုရီးယားကားဟိုစောင်းလောလောဆယ်ော်လေးကိုစောင်းရီချိုးအရေးကြိုက်တာဆိုတော့လေသူ့ရဲ့ဟို full house လေအဲချစ်ဆန်ရင်ကားကိုလည်းလည်းပြန်ကြည့်နေတယ်သူဘလို့ချစ်ဖို့ကောင်းတယ်တိုးဆောင်လေးပေါ့ဆရာမကလေပြောရမယ်ဆိုတာပြည့်ဒီဒီမြို့ပညာလောကမှာဒီလောက်ထိရောက်လာတဲ့ဒါကျေးဇူးရှင်ပေါ့နော်ဒါ အဲပထမဆုံးဆံမဆံမတင်နေမင်းသမီးဖြစ်နေတာပေါ့နော်ပထမဆုံးပြရိုက်တဲ့ပြဆံမမြောက်ပု္ပ္ပာစပြီးတော့ဆံမရွေးချယ်ခဲ့ပြီလားအကြောင်းမို့ပြဒီလောကတွေရောက်လာတာပေါ့နော်အခုချိန်ဒီလဲဆံမကားတွေပဲရိုက်တာများတယ်ပေါ့နော်နော်အရန်အေးပါတာပေါ့ဆံမအဲပြောဆရာမကဒီရှေ့ကားတွေကတော့ဆရာမဆရာမဇညွန်းဆိုတာကြတော့ဒီဘလို့ဒီဇညွန်းတစ်ခုရရင်ဆရာမရေးဘလို့လုပ်ရင်တော့အဆင်ပြေလဲအရန်ဟိုဒီတေးရမစပါဘောနော်တေးတေးလေးရမစအကြံကြံတောင်းပြတယ်ပြောဆရာမနဲ့အပြင်မှာလည်းအရန် ချေရည်သူဆိုတာလေဆာမအိမ်မရဲ့တွန်းဒီဆာမနဲ့အနီးကပ်နေပြီးတော့ဒကြည်ကြီးနဲ့တော့အကုန်လုံးဆာမအနှိမ့်ဆက်ခံပေါ့ချစ်ခံချစ်ခံအမင်းသမီးတယောက်တည်းနှိမ့်သက်တယ်ဆိုတာသိရမလားရှင်တို့တွေလေအဲ့လိုကျမအနှိမ့်သက်ခံပါချစ်ချစ်ဖို့ကောင်းတာပေါ့နော်အဲအရင်ပြီးခံပေးရပေါ့ဆာအရင်လိမ့်မာရဲ့အကြောင်းပြောပြမယ်အတွေ့တွေပါပုံတော့မယ်မင်းတော့အရင်လိမ့်မာရဲ့လေဒီမှာဟုတ်ပါတယ်သူလိမ့်မာသူလိမ့်မာလေ ကျမလက်ထိုးရင်တော့မထိုးရင်ကျမပြောတော့ဘူးကျမဖာလူရာတိုက်မယ်လေဘေးတရားဖာလူရာကြည့်ရမယ်ပြောတာလေကျမတို့သူဖာလူရာနဲ့ဟမ်ဘာဂါတလားတစ်ကြိမ်တွေ့ရတယ်တွေ့ရမှာတဲ့ကျမတို့အနေနဲ့ကြာတာပီတိပဲခါရတာပေါ့နော်ကျမကတော့အောင်မြင်ပေးခြင်းလဲ ိုနဲ့ပတ်သက်တဲ့လူတွေကိုနည်းနည်းချစ်ရတဲ့လူတွေကိုစပိုတင်ပေးရတဲ့လူတွေအောင်မြင်သေးတယ်ကျွန်မအတွက်ကတော့ဘာမှမရှိဘူးဘာမှလည်းဟိုမှာမဖြစ်ဘူးသူတို့လေးတွေအောင်မြင်ပြီးမှအဲ့လိုတိုးတက်သွားတာမြင်ကျွန်မပီတိသားပီတိသားတော့ကျွန်မရုပ်ပြိုတာပေါ့ကိုမှုတာပေါ့အရင်လူတွေပြည့်နေရွယ်တူပဲကျွန်မဒီကားလေးတော့လက်လိုက်လည်းလည်းတော့အော်ပန့်ပိုးသွားမယ်လို့တော့စိတ်ကူထားတယ်ပေါ့နော်စိတ်ကူထားတယ်မဟုတ်ဆုံးဖြတ်ထားတယ်အဲ့တော့ တိတ်တော့မပြောချင်သေးဘူးပေါ့နော်။ဖောက်ကြည့်ပေးထားပါအောင်လို့ဟုတ်။ကာဒီနေ့ကနေစပြီးရိုက်ပြီ။အဲဆိုတော့ဈာမှာစင်တာရှိရတယ်။ပေးသက်ကိုလောလောဆက်ဆက်ကြည့်ရအောင်လို့ပေါ့နော်။ဒီ6လပိုင်းမှာတော့ Fortune Channel မှာအပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်။ဟုတ်။ဒီပြည်တို့ဝိမုံတစ်စိအထုပ်ပတ်တိဆိုတဲ့စကားဒီမှာပြည်တို့အားလုံးအတားအားလုံးနဲ့ကြိုးစားထားတယ်။အကုန်လုံးကြိုးစားကြကြအောင်။ပြည်တို့ပြရတဲ့ခါကျရင်အပေးကြပါအောင်လို့ပြောချင်ပါတယ်။ဟုတ်ကဲ့ပါ။ကျေးဇူးတင်ပါတယ်။